အားလုံးပဲမင်္ဂလာပါရှင် Greenbush Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့မောင်ဘဝညအလားကွယ်ဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းလေးကို တင်ဆက်ပေးသွားမှာပါ။လူကတိတိတသွဲပိန်ပိန်ပါပါဖြင့်သူတချင်းများတစ်ဖွဲနွဲ့နွဲ့ရရနိုင်သမျှရာသီဥရုပြင်းပြင်းထန်ကို မခံနိုင်သောရင်းနသာကိုဆိုးလိုက်သည်။တောင်ကြီးမြို့သို့အချမ်းကဲသောဒီဇင်မာလာစောင်းတွင်းမှာမှရောက်ရှိလာသည် သူရောက်ရှိချိန်တွင်ပင်ကျောင်းမှထွက်ကြကလေးကကျွန်တော်နှင့်ခွဲခွာခဲ့ရသည်ယခုအခါနိုင်ငံကျော်စာရေးဆရာတဦးဖြစ်နေသူကိုလွမ်းအောင်လဲကျွန်တော်အိမ်၌အဆင်သင့်ရှိနေ၏ကိုစိုးလိုင်းသည်စောင်းညပမာနတ်ရှိုင်းအေးမြသောတေးတပုတ်ကိုလည်းယူလာသည်တချင်းနမည်ကညဟူတည်းအိမ်ပြင်၌ငွေလာရောင်မှုံမှုံဝဲနှင်းပလဲတို့ကခုန်နေသောတညမှာထင်းရှုစီနန့်တင်သောမိဖို့ဘေးရင် ျွန်တော်ကိုဆိုးလိုက်နေကျွန်တော်အိမ်၌ခိတ္တလာရောက်အနားယူနေသူမိတ်ဆွေတပည့်တဦးဖြစ်သည်မန္တလေးတက္ကသိုလ်အနုပညာရှင်အသင်းဩက္ကဋ္ဌဟောင်းကိုတင်မောင်မြင့်တို့သည်ညသချင်းကိုဗဇင်၌အတန်လွင့်ရန်စီစဉ်တုပ်တင်နေကြသည်ကိုဆိုးလိုက်သည်တချင်းကိုမူလကငါးပေါင်းနှင့်ဆက်ထားသည်ကျွန်တော်နှင့်ကိုတင်မောင်မြင့်ကရိုးလွန်းသည်ချင်း၏ထိုအခါကိုဆိုးလိုက်သည်လေးပေါက်အောက်ပြန်ဖြင့်အတန်စဉ်ဆန်းဆန်းတရက်ကိုစမ်းပြသည် ဟာဟုတ်ပြီတချင်းအเจ้าရာနဲ့အတန်စင်ကြိုက်တယ်ကိုစိုးလိုက်သည်သူ့ထုံးစံအတိုင်းရက်မှန်ဝင်းဝင်းအောင်မှလက်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်းပေါင်တစ်ဖက်ကိုလှုပ်ခါလှုပ်ခါစီးလိုက်၍မက်ဒလင်ဖြင့်တီးခွက်များပေါ်ယူသည် ကိုတင်မောင်မြင့်ကမျက်စိကိုမှိတ်ခါတီးခွက်အလိုက်စိတ်ကိုလွှတ်မျောကြည့်နေဟန်တူသည် တီးခွက်ဆုံးတော့ဟုတ်တယ်ဒီအတန်နဲ့ပိုကြိုက်တယ်ဟုမှတ်ချက်ချသည် ယခုအချိန်ထိကိုရွမ်းအောင်သည် secret တလိပ်ကိုအမှတ်မထင်ခဲ့ရင်မိဘတွေးမှရှက်လိန်ကခုန်နေသောမိတော်မိရှယ်များကိုငိုင်ကြည့်နေသည်ကိုတင်မောင်မြင့်ကမှတ်ချက်ချသောအခါမှလှမ်းမိသည်တီးခွက်ကတော့တော်တော်လှရည်လှရည်ဆိုရထက်အသည်နှလုံးကိုခိုက်တယ်ဆိုရမယ်ထင်နေတချင်းမမေကဘာတဲ့လဲကျွန်တော်ကပြန်ဖြေသည်ညာကိုလွမ်းအောင်ဤမျက်နာဝဲအမျိုးအမည်မသိတာတော့လေ ထင်ရှားသည့်ပြောင်းလဲရိတ်လွှမ်းသွားသည်။အော်ညရယ်လား။ဟုတ်တယ်။တကိုးရဲ့ night ဆိုတဲ့ကြ བྱ ာကိုမိပြီးကိုမြင့်သိန်းကတချင်းအတွက်လင်္ကာရတဖြစ်အောင်ဖွဲ့ထားတယ်။ကိုမြင့်သိန်းဆိုတာဘာတူလဲ။ကျွန်တော်တို့မိတ်ဆွေတူပါပဲ။ကလောင်နာမည်တော့သိမ့်ရှိသေးဘူး။ပြင်းမနာမောင်ရင်အောင်ဆိုပြီးကြ བྱ ာရိတ်ဆက်တယ်။အလောက်ကတော့စိုက်ပျိုးရဲ့အရာရှိတူပဲ။ ခမည်းတင်တင်များဆိုထားတဲ့ကိုစိုးလာရဲ့လက်ရစကန်းအောင်မြေကိုကြားဖို့မှာပေါ့အဲ့ဒီတဲကစာသားတွေကလည်းကိုမြင်သိမ့်မဲစီတာဟာဒီလိုဆိုရင်တော့တချင်းကောင်းဖြစ်မှာပဲကျွန်တော်စိတ်ဝင်စားတာကညဆိုတဲ့နာမည်ကိုပဲခမည်းဘာလို့ဒီနာမည်ကိုစိတ်ဝင်စားတာလဲကိုလွမ်းအောင်ညဆိုပြီးဝတ္ထုတစ်ပုဒ်ရေးမယ်လို့စိတ်ကူးထားတာကျွန်တော်မိစေမောင်မိုးသူကအဲ့ဒီနာမည်နဲ့ပဲဝတ္ထုတစ်ပုဒ်ရေးသွားပြီးပြီ ူဝတ္ထုလေးလည်းတော်တော်ကောင်းတယ်။ဒါပေမဲ့သူဆိုလိုတဲ့ညကတစ်မျိုးကျွန်တော်ဆိုလိုတဲ့ညကတစ်မျိုးဟိုတန်တူကြောင်းကွဲလို့ဆိုရမလားမသိဘူး။ကိုတင်မောင်မြင့်သည်သူ့အားလှမ်းကြည့်၍အကြံပေးသည်။ဒါဖြင့်ဒီလိုလုပ်ပါလား။မောင်မွားညအလားကွဲဆိုတဲ့နာမည်နဲ့တပုတ်ထက်ရေးပေါ့။ကိုလွမ်းအောင်ဤဆွေရည်လွမ်းသောမျက်နှာမှမျက်လုံးတို့သည်အယောင်လက်သွားသည်။မောင်မွားညလာကွယ်ဒီနမဲတိတ်ကောင်းနေ ကဲလေခမရောက်သခြင်းလောက်ပါအောင်ကိုစိုးလိုက်သည်ကျွန်တော်အားလမ်းကြည့်၍မေးသည်စာသားရီကျင်းတ်လားဆရာကိုမြင့်သိန်းကမှာလိုက်တယ်လိုမဲ့ထင်တာဆရာပြင်မေးပါတဲ့ဟုတ်တယ်ကျွန်တော်သုံးနေရာပြင်ချင်တယ်ဘယ်နေရာရီလဲတိမ်သားအုပ်ဆောင်ရောင်တွင် မမောင်းဖွယ်ကျဲပေါင်းတမတအလှငွေဆိုင်အဲ့ဒီနေရာဘာဖြစ်လို့လဲဆရာကာယံကိုဇုတ်ယူထားသလိုဖြစ်နေတယ် ရောင်လင်မမောင်းဆိုတဲ့စကားကိုကျွန်တော်မကြိုက်ဘူးဒီလိုပြစ်လိုက်တာပေါ့တိမ်သားပြေရှင်ယာယီလင်းစကျဲမင်းတမတာအလှငွေဆိုင်လို့ဒါမှရှေ့စကားနောက်စကားစီလျော်မင်းကိုစိုးလိုက်သည်သဘောတူဟန်ကောင်းငိမ့်သည်ထို့နောက်စအုံးစီယာဟုတိုက်တွန်းသည်နေမင်းသားရဲ့နေကဘာနန်းဝဲအဲ့ဒါကလည်းထောက်နေတယ်အဲ့ဒီအစားရှန်ဝင်းဖြာတဲ့နေကဘာနန်းဝဲလို့ပြင်မယ်ပြီးတော့က ပင်တပ်ဖို့မျက်ရည်ဝဲဝဲကြယုံပဲတကယ်အဲ့ဒီစကားကယောက်ျားတစ်ယောက်ဆိုဖို့အတွက်ချွဲလို့နေတယ်ထင်တယ်ပြီးတော့တချင်းတစ်ပုံလုံးကပမာတင်စားမှုကိုအသားပေးထားတယ်မျက်ရည်ကျတဲ့နေရာမှာဓာတ်ရိုက်ကြီးဆိုထားတာမကြိုက်ဘူးလောက်ပြီဟေးတို့ဆရာကတော့ဒါဖြင့်ဘလို့မျက်ရည်ကျမလဲကိုဆုံးလိုင်းကမေးစီကို တင်မောင်မင်းကလည်းထောက်ခံရင်ထက်စင်မေးစီဟုတ်တယ်ယောက်ျားတစ်ချင်းမှာ မျက်ရည်ပါလာရင် ဆိုဖို့ကျွန်တော်မဆက်မရဲဘူး ဆရာမငိုနဲ့ခင်လိုတချင်းမျိုးတော့ကျွန်တော်ဆူရတာလိပ်ပြာလဲရဲတယ်။အသေးနဲ့လည်းမိတယ်ဆရာကြီး။ကဲလေအခုစာသားဘလို့ပြင်မလဲ။အတိတ်ပဲများလျှို့ဝှက်လွန်မလာတော့မသိဘူး။ဆရာတော့ဒီလိုပြင်ကျင်တယ်။တင်းသက်ဆိုမြောက်လေဝဲအသေးကပမှုန်နေရဲ့။ခမောဘဲနဲ့ထင်တယ်လေကိုလွမ်းတော်။ကိုလွမ်းတော်ကြီးမျက်နှာသည်မှိုင်းသွားသည်။တင်းသက်ဆိုရဲမြောက်လေကဝဲနေတယ်။ အဲ့ဒီပင်သက်မြောက်လေဝဲတဲ့အသေးကဘာကမှုံနေတဲ့နှင်းတွေဟာဘာရင်းလိုခမရဆိုလိုတာလဲကိုဖုံးနိုင်မျက်ရည်တွေတော့မဟုတ်ပါဘူးထင်ပါရဲ့နော်ကျွန်တော်ကသူ့ကိုမဖြေပဲပြုံးယုံသာပြုံးနေလိုက်သည်ကျွန်တော်ကစီးကိုကောက်ကင်လိုက်သဖြင့်ကိုတင်မောင်မြင့်ကတရောကိုယူကကိုစိုးလိုင်ဤမက်ဒလင်နဲ့အတန်ညှိလိုက်သည်အားလုံးဆင်းသင်းဖြစ်သောအခါကိုစိုးလိုင်သည်မက်ဒလင်တီးရင်းဆိုသည်မောင်ဤဆိုင်စာငွေလိုက် တင်တိုင်းနှင်းမြူကပလာရန်သွဲအစရာနယ်မိုးဖြန့်ကျဲတိမ်သားပြဲရှင်းယာယီလင်းစကျဲမင်းတမတအလငွေဆိုင်ကိုပိုင်ကပါဦးတစောင်းမှုချေစက္ကန်းသာလေပမာတင်စာမောင်မဝညအလားကွယ်အပြင်ဘက်မှစောင်းလေဤတိုးဝေတံကိုတရိပ်ထားမိလျင်တက်တက်ကြားနိုင်သည်နှင်းမြူတို့တင်တိုင်းပမာခြုံလွမ်းသောညဝေကံမောစာပန်းမြို့တော်ဤမာလာဖူးငုံ အဆုံဆုံတို့ညဤမြတ်တာအေးအေးတက်ဝဲ ခိုလုံအားသိ၍ငနက်ဖြန်ဖြစ်မီနေကဘာနန်း၌တောက်ရှမ်းကုန်ဝင်ရန်အစဉ်သိရှိနေကြပေမည်။ဤဘက်မာလာတို့အလှညီလာခြင်း၍တပင်ခင်းချိန်မှာနေမင်းပိုင်သောနေအခါသာဖြစ်သဖြင့်သူတို့အားနှင်းဖြင့်အေးစေ၍ညင်းလေနှုဖြင့်မှွေးစေသောညအတွက်နေရာမရှိပီ။ညအေးရဲ့ကွန်းတက်ပုံလဲတခွင်ဝေးအေးချင်းတာတဲ့အာယုံမကူးမီဆက်ဦးခနဝေး အမောင်နဲ့ရှောင်းကွင်းရှံဝင်းဖြာတဲ့နေကဘာနန်းဝေဆောင်စားကရဲ့ရန်သိဟန်တင်မန်မဝင့်နဲ့လားကွယ်တပားသူချူမြန်းရင်ဖြင့်လွမ်းရက်နဲ့မပန်းသာသည်ခြံကာထားရညတနစ်ဖြစ်ကြောင်းရေပန်းတပင်ကို ပန်းစင်ပွဲဖြစ်အောင် ပြုစုသူမှာဥယျာဉ်မှုဖြစ်သည်အချိန်တင်၍ပန်းကောင်းပွင့်လေသောအခါအရန်သိပန်လေသူမှာတပားသူတအိုးဖြစ်နေတတ်၏ အစင်မပြေသောဤတဘာဝကိုညကဖွဲ့ဆိုသည်အရွယ်တော်တစ္ဆာဆယ်ကျော်နှစ်က ကျွမ်းချစ်ရင်အာယုံစိတ်ဆုံးမောမိရေမောင်းဘဝအမှန်တကယ်ညရဲ့တရံနဲ့ပင့်သက်ဆိုမြောက်လေဝဲအသေးကပါမှုန်နှင်းရေဆောင်ချင်းကိုစားမောင်းထားနိုင်ခဲ့တယ်တချင်းသည်ညအေးရဲ့အပိုက်သို့ပြန်ကြော့ကလည်လာ၏ခြံကထား၍ညတနစ်ဖြစ်ကြောင်းရဲ့အပိုက်ဖြင့်အဆုံးချရနိုင် ိုဆိုးလာရင်အတန်တွင်ငိုတန်တိတိတတပါနေ၏ကျွန်တော်တို့အားလုံးကျင့်တ်သွားကြသည် ကျွန်တော်တို့၌အကျင့်တစ်ခုရှိသည်အမှုပညာတရက်ကို ဖန်တီးပြီးသောအခါ၌ရင်တွင်မှပေါ်ပါသွားလေရှိသည်ထိုအခါမျိုးတွင် လူပါပေါ်ပါနိုးကြားလန်းဆန်းလာတတ်သည်ညမြမြနက်နက်မအိတ်ချင်တော့နဝင်းလက်တာကျူတဲ့မွန်လာတီတကူလင်းမွေမေကြီးစန်းခိုက်ပန်းနိုင်ပွင့်၍ပွင့်တော်ပန်းနိုင်မှွေးနေတော့ ကံမောစာမျိုးတော်ဤညသည်မိမောအိတ်ဆက်ပစ်ခြင်းဖြင့်ကုံလွန်လိုက်ရမှာနှမျောတတပွဲလှပလွန်နေသည်ကျွန်တော်တို့တတိုက်သည်အိမ်ပြင်ထွက်၍လမ်းလျှောက်ကြသည်ချမ်းတက်သောကိုဆိုးလိုင်က ကျွန်တော်၏တိုးမွေးကုတ်အင်းကြီးရှည်ကြီးကိုဝှက်ရင်းနဲ့ကုတ်ကုတ်ကလေးလိုက်ပါလာသည် ကျွန်တော်အိမ်တီယာမှာတောင်ကြီးမျိုး၏အလှပအသားရဆုံးဖြစ်သည် အရာရှိကြီးများနေထိုင်ရာတောင်ကြီးတစ်ဝိုက်မှာဖြစ်သည်ကျွန်တော်အိမ်မှာတောင်ကြီးအထိဖြည်းဖြည်းလျှောက်လျင် 9မိနစ်အတွင်းရောက်သည်ကျွန်တော်တို့သည်လမ်းအတိုင်းအရှိတ်တောင်ကြီးစီသို့ရှောက်လာခဲ့လိုက်သည်လရောင်၌ cherry ဥတို့ဖူးကွင်းစားဖြစ်နေသည်ကိုသတိထားမိသည်ချင်းရှုနှံ့တို့မူတင်းနေကြိုင်နေလှိုင်နေပါ၏တောင်ကြီး၌ပတ်အပ်သောလမ်းအတိုင်းအစိုးရအိမ်တော်ကြောဘက်မှဖြဲ့၍ရှောက်လာခဲ့ကြသည်မြင့်မားသောထင်းရှုပင်တော်ကိုဖြဲ့၍ string hotel ကိုလွန်ခဲ့သည် မကြာမီပင်ကျွန်တော်တို့ရှိ၌ ဂျိုင်ဝမ်မြေပြန်တစ်ခုကိုတွေ့ရသည်ဂျိုင်ဝမ်မြေပြန်ဤအစွန်၌လရောင်တွင်မသွဲမကွဲဖွေးဖွေးအေးအေးရာတို့ကိုတွေ့ရသည်ရှေးကဟာကဘာလဲကိုစိုးလိုင်ကမဲသဖြင့်ကျွန်တော်နဲ့အနေကြသောကိုတင်မောင်မြင့်ကပြန်ဖြေသည်အင်္ဂလိပ်တင်ချိုင်ဟောင်းလို့ပြောတာပဲကိုစိုးလိုင်ကခေါင်းခါသည်ဟာဒီလောက်လှပပြီးစိတ်ကူးရင်နေတဲ့အချိန်မှာတင်းကြိုက်နဲ့လာတွေ့နေတယ်။ကိုတင်မောင်မြင့်နဲ့ကျွန်တော်က မဖြေပဲရီမောမိကైမမျော်လင့်မဲယခုအချိန်ထိနှုံနှဲနေသူကိုလွမ်းနာငါဝင်ပြောသည်ကိုဆိုးလိုက်ရင်တင်းကြိုက်ဆိုတာဟာလေရင်ခုန်မှုကောင်းပါ रे စင်စစ်တော့တင်းကြိုက်ဆိုတာအတိတ်ကိုမြုပ်ထားတဲ့နေရာပဲတကယ်လမ်းဝင်ခံကြမယ်ဆိုရင်ခမားတို့ကျွန်တော်တို့စာပေဂီတအနုပညာသမားတွေရဲ့အသေးနှလုံးတွေဟာအတိတ်ခံစားချက်တွေကိုမြုပ်နှံထားတဲ့တင်းကြိုက်နေပဲမဟုတ်လား ကျွန်တော်ဒီကိုရွမ်းနောင်အားလှမ်းကြည့်မိလိုက်သည်သူ့စကားကိုကျွန်တော်ထောက်ခံခြင်း၏ကျွန်တော်အသေးနှလုံးထဲတွင်မြုပ်နှံထားခဲ့ရသော ခံစားမှုများသည် မရေမတွက်နိုင်နှလုံးသား၏လျှို့ဝှက်ချက်ကိုဖော်ရမည်ဆိုလျှင် အဆုံးတိုင်ရင်လူဘဝသည် တိုတောင်းနေသည်ထင်ပါ၏ကဲဗျာကျွန်တော်တို့ခဏထိုင်ကြရအောင်ကျွန်တော်ကရှေ့ဆောင်တိုက်တွန်းသဖြင့်အားလုံးထိုင်ကြသည်နှင်းဝေနေသဖြင့်တောင်ကြီးသည်မှုံပြေပြေသောလရောင်ကြောင့် ြစ်စုတ်ပတ်ထက်အတိတ်ဆန်နေသည် အတိတ်ဆိုဒီမှာမှုံမဝေဝေပင်မဟုတ်ပါလောဤသို့အတိတ်ကာလဆန်သောမှုံပြေပြေလရောင်အောင်မှနှင်းဝေသည့်တောင်ချီတွင်ကိုလွမ်းနောင်သည်ညအလားတပွဲဖြစ်သည့်သူ့ဘဝကိုဇက်ကြောင်းပြန်ပြောခဲ့သည်ဆော့ဆော့ကခမရလို့ရဲ့တခြင်းက ကိုပိုင်ကဘာဦးဒီဆောင်မှုချေဆိုတဲ့ဇကားကို သွားတရိယမိတယ်ရွေတော်တစ္ဆာစေကျော်နှစ်ဆိုတဲ့အချိန်မှာ လူတယောက်အတွက်ကိုပိုင်ကဘာဦးစမ်းလာတယ်လို့ဆိုရင်မမဝူးထင်နေကဘာဦးဆိုတော့နှင်းတွေကမှုံနေတဲ့အချိန်ဒေါကဟာလည်းဘာမှမသေးကွဲနိုင်ဘူးတနည်းအားဖြင့်ညပေါ့ဗျာကျွန်တော်ဘဝညအလားပေါ့ပင့်သက်ဆူမြောက်လေးဝဲအသေးကဘာမှုံနေရစောင့်ချင်းကိုစားမောင်ထားနိုင်ခဲ့တယ်ဆိုရဲဘဝမျိုးပဲဒီအကြောင်းကိုကျွန်တော်ရေးပြချင်တယ်ဒါပေမဲ့ရေးလို့မရဘူး စာပေဝန်ထမ်းတဦးအနေနဲ့ပုပ်ပလိကခန်းစားချက်တွေကိုရေးထိုက်မရေးထိုက် ကျွန်တော်ချိန်ဆနေမိတယ်။ရေးရမလားမရေးရဘူးလားတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ပြောတော့ပြောပြခြင်းနဲ့ကြံတော့ကျွန်တော်တို့၃ဦးက သူ့စကားကိုစိတ်ဝင်စားစွာနားထောင်ကြသည်။နှင်းပေါက်တို့ဖြိုးဖြိုးဖြောက်ဖြောက်ကြတန်ကြားရသည်။ရွံ့လူတို့ပေါ်လဲကြကြသည်။ပွင့်ချက်တို့အပေါ်လဲကြကြသည်။ပန်းကိုလမ်းစီ၍ရနံ့ကိုမှွေးစေသော ညဤနှင်းအဖြစ်ကို အဝိညာဏကပန်းအလှတို့သိကြပေမည်လောကိုလွမ်းအောင်ပြောပြသောဇလန်းကိုကျွန်တော်ကမူနှင်းဤညအဖြစ်သာမြင်မိသည် ပင်သက်ဆိုသောမြောက်လီနှင်းအစဲကပါဤမှုံနှင်းတို့ဝေသောညအဖြစ်သာမြင်မိသည်အော်သူဘဝမူညလားပင် ဖြစ်ခဲ့ပါ၏ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရပ်နားခြင်းပါတယ် နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။